25ကျင်းမြောက်ပါမန်တဒင်းဘတ်ရဲ့တောက်ကြနေရှင်လူကာအေယုန်ဂလိကျမ်းအခန်းကြီး9အခန်းငယ်78မှ22ဒီနေ့တနိုက်ကိုတော်သည်မိမိတပါးဒီဆူတောင်းနေတော်မူစဉ်တပည့်တော်တို့သည်ကိုရောနှင့်အတူရှိကြ၏ထိုကားကိုရောကလူအစုဝေးတို့သည်ငါမည်သူဖြစ်ကြောင်းပြောဆိုကြသည်နီးဟုသူတို့အားမေးတော်မူ၏သူတို့ကလည်း အချို့ကယောဟန်ဘက်တိဇန်အချို့ကအေလိယအခြားသူတို့ကရှေ့ပရောဖက်တပါးပါ ရှင်ပြန်လာသည်ဟု၍ပြောဆိုကြပါသည်ဟု ပြန်ဖြေကြ၏ကိုရောကလည်းသင်တို့မူကားငါမည်သူဖြစ်သည်ဟု၍ပြောဆိုကြသည်နည်းဟု မေတော်မူလျှင်ပေထရုကကိုရောသည်ဖျားသခင်ခရစ်တော်ဖြစ်ပါသည်ဟုပြောလေ၏သို့တော်ကိုရောကဤအကြောင်းကိုမည်သူကိုမြတ်မပြောရန်သူတို့အား ကြက်ဒီစွာတားမြစ်တော်မူလျက်လူသားသည်ဒုက္ခများစွာခံရပြီးတကြီးဝါကြီးများ ယဟန်ကြီးကဲများနှင့်ကျန်းတ်ဆရာတို့၏ညင်းပယ်ခြင်းနှင့်အသေးတက်ခြင်းကို ခံရလိမ့်မည်သူသည်သုံးရမြောက်သောနေ့တွင် ရှင်မြန်ထမြောက်လိမ့်မည်ဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည် entering into Jesus's being တခင်သူရဲ့အတွင်းသက်အကြဆုံးနေရာတို့ဝင်ရောက်ခွင့်ရရှိကြခြင်းဒီနေ့ဆက်ဆခြင်းဝါကြလေးရဲ့အသုံးနှုံးလေးကိုတတိထားပြီးကြည်တင်ပါတယ်သူတပါးတည်းဆူတောင်းနေတယ်လို့ဆိုပါတယ် praying alone တပါးတည်းဆူတောင်းနေပါတယ်ဒါမှထူးတာက တမန်တော်တွေသူ့နဲ့အတူရှိတယ်လို့လဲဆိုပြန်လာပါတယ်လုခရဲ့အသားပေးဖော်ပြလို့ရတဲ့ချက်ကတော့ဒီပုံကိုယ်တွေတမန်တော်တွေကသခင်ယေရှုရဲ့ဆူတောင်းထဲမှာပါဝင်ခြင်းမရှိသေးဘူးအတူပါဝင်ပြီးဆုမတောင်းသေးတဲ့အခြေအနေကိုဖော်ပြနေခြင်းဖြစ်ပါတယ်ခန်းကြီး7ကောင်းကင်ဘုံမြစ်တာပေးတဲ့အချိန်မှာလဲပဲတလို့ပဲအသုံးအနှုန်းကို တွေ့ပါတယ်အတူတူပဲတပါးတည်းဆူတောင်းနေတယ်တမန်တော်တွေသူ့နဲ့ရှိတယ်ဒီနေ့အဲ့လိုအဖြစ်ပြက်ပြီးတဲ့အခါမှာတိခေစုကိုယ်တိုင်ကစတင်ပြီးပြောလာပါတယ်သူ့ကိုလူများတွေဘယ်လိုထင်သလဲနောက်လိုက်တဲ့ကိုယ်တိုင်ကတော့ဘယ်လိုထင်သလဲသူ့ဘယ်လိုဘယ်ဝါဖြစ်တယ်ဆိုတာကို မေးမြန်းလာတာဖြစ်တယ်သူ့ရဲ့ identity သူ့ဘယ်လိုပုံကိုဖြစ်လဲဆိုတာကိုပေါ်ပြလာတာဖြစ်တယ် သူ့ရဲ့အတွင်းသက်ကို ဖော်ပြတာတယ်သူ့ရဲ့အတွင်းသက်အแทးကိုဝင်ရောက်ခွင့်ပြုလိုက်ခြင်းပဲဖြစ်ပါတယ်သူကကဲတီရှင်ဖြစ်တယ် curious ဒီအသုံးနှုန်းဟာလည်းပဲလူခသတိထားပြီးသုံးတဲ့အသုံးနှုန်းဖြစ်ပါတယ်တမန်တော်ဝိထုမှာတော့ပို့ပြီးသုံးထားတာတွေ့ရပေမဲ့အင်္ဂလိပ်ကျမ်းမှာတော့သိပ်များများဆက်စားမတွေ့ရပါဘူးရှင်မန်ထမြောက်ပြီးတဲ့အခါကျမှသခင်စုကိုယ်တိုင်ရဲ့နှုတ်ကနေတခါသုံးထားတာတွေ့ရပါတယ် ဒီနေ့အဖြစ်ပြမတိုင်ခင်မှာတခြားသောသူများကသုံးကာလောက်ဖွဲ့တုံထားတာတွေ့ရပါတယ်။ဒါကြောင့်ဒီအသုံးအနှုန်းအားဖြင့်သူ့ရဲ့ဘယ်လိုဘဝဖြစ်တယ်ဆိုတာကို အထွတ်ထိပ်အနက်ဆိုင်ဆုံးဖော်ပြလိုက်ခြင်းပဲဖြစ်ပါတော့တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘယ်လိုမှတ်ချက်ပြုနိုင်လဲဆိုရင်သူ့ရဲ့ဆူတောင်းခြင်းကိုတွေ့လိုက်ရခြင်းဟာသူ့ရဲ့အတွင်းသက်သို့ဝင်ရောက်ခွင့်ရခြင်းပဲဖြစ်ပါတော့တယ်။ ူရဲ့ဆူတောင်းခြင်းကိုတမန်တော်တွေတွေ့လိုက်ရတယ်။ဒါကနောက်တစ်ဆင့်သူ့ရဲ့အတွင်းသက်ကိုသိလာရတယ်။သိလာပြီးတော့အတွင်းသက်တို့သူတို့ကိုယ်တိုင်ဝင်ရောက်ခွင့်ရရှိတော့တယ်။သူတို့နဲ့ပူပေါင်းသွားတော့တယ်။ဆူတောင်းခြင်း၌သခင်စုအထဲသို့ကျွန်တော်တို့ဝင်ခွင့်ရပါတယ်။ဆူတောင်းခြင်း၌သခင်စုရဲ့အတွင်းသက်အကြဆုံးနေရာကက်တင်ရှင်ဖြစ်တယ်ဆိုတာသိလာရပြီးသူ့ရဲ့အတွင်းသက်ထဲမှာဝင်ရောက်နေထိုင်ခွင့်ရလာပါတော့တယ်။ စိန်လူခေအင်္ဂလိပ်ကျမ်းဟာ Gospel of Prayer ဆိုပြီးကျွန်တော်တို့နားလည်ထားပါတယ်။ဆုတောင်းခြင်းကိုပို့ပြီးအသားပေးဖို့ပြတယ်။တခင်သူကိုယ်တိုင်ရဲ့ဆုတောင်းခြင်းကိုလည်းပဲအသားပေးဖို့ပြထားတဲ့အင်္ဂလိပ်ကျမ်းတစ်စောင်ဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့ဆုတောင်းခြင်းမှာ သူဆုတောင်းနေတာကိုတွေ့လိုက်ရခြင်းသူဆုတောင်းနေတာကိုကျွန်တော်တို့ထောက်ရှုခြင်းအဖြစ်သူ့ရဲ့အတွင်းသက်သဲဝင်ရောက်ခွင့်ရတယ်။သူ့နဲ့တပေါင်းသတိတဲ့ဖြစ်သွားတယ်။သူ့ရဲ့အသံတော်ဟာ သူ့ရဲ့ဆူတောင်းခြင်းဟာကျွန်တော်တို့ရဲ့အသံကျွန်တော်တို့ရဲ့ဆူတောင်းခြင်းဖြစ်သွားတယ်သူ့အထဲမှာဝင်ရောက်နေထိုင်ခွင့်ရရှိလာကြပါတော့တယ်သူ့ရဲ့ဆူတောင်းခြင်းကိုတွေ့လိုက်ရခြင်းအဖြစ်တပည့်တော်တွေကဆူတောင်းတဲ့ရန်တင် जा ပေးတော်မူပါ